ကိုတို့ရဲ့မက်ဆေ့ချ်ပေါက်ကိုခဏ၆လောက်ကြောက်ချလာမှာဖြစ်ပါတယ်။အဲ့ခဏ၆လောက်ကိုညီမတို့ကပြန်ပြီးကြားချပေးရမှာဖြစ်ပါတယ်ရှင်။ကိုတိုင်းတော့အလိန်မခံအောင်လာပြီးတော့လိန်ကိုစူးစမ်းတာအကျိုးပန်းတာမျိုးကိုခံရဘူးတယ်။အခုအမားတို့ TikTok တွေ Facebook တွေမှာမြင်ရတော့ကုတ်၆လုံးပို့ပါတော့ဘာဖြစ်တယ်ညာပြီးလာပြီးတော့ဖုန်းဆက်ပြီးတော့အခုကေပေးဘာဖြစ်တယ်ညာပြီးတော့ဖုန်းဆက်တာမျိုးခံရဘူးတယ်အခုတိုင်းမှာတော့စုံယုံမှုဆိုတာရှိကြတယ် ။ဒါကိုရှောင်းနိုင်ရင်တော့လွတ်ပါတယ်။ဒီကလုံးကပုံပုံရင်းနဲ့လေ။ဟိုပတ်စံချိလို့ရ application တွေ့လို့ဟိုအဲ့နဲ့တမင်းတကယ်ဟောက်မဟုတ်စမ်းကြည့်လိုက်တာ။ငါးတောင်းမြောင်ရတာမမေရဲ့။ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာအလိန်ခံရတာကြီးအများကြီးရှိတယ်။ကျွန်တော်ဒီဇလန်ကျွန်တော်စီစရောက်လာတဲ့အချိန်မှာကျွန်တော်ရိုက်ဖို့မရိုက်ဖို့ဆုံးဖြတ်ဖြစ်တဲ့အခါမှာ ကျွန်တော်အများကြီးစဉ်းစားရတယ်ပေါ့နော်ကျွန်တော်မှလည်းစဉ်းစားကြရလေးတွေအများကြီးရှိပါပဲကျွန်တော်တို့လှုပ်လှုပ်တယ်ဆိုတာပတ်စံရအောင်တက်တက်လှုပ်လို့မရဘူးကျွန်တော်တို့မှစဉ်းစားရတဲ့အရာရှိတယ်ဒီစကားထွက်လာတဲ့ရုပ်ရှင်ထွက်လာတဲ့အခါမှာဘယ်လိုတက်ရောက်မှုမျိုးတွေရှိလာမလဲဆိုတာကြိုးပြီးတော့စဉ်းစားရတယ်ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့စဉ်းစားတဲ့နေ့အရာပါလဲဆိုတော့ဒီလိုလိမ့်လည်မှုတွေအများကြီးရှိတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းရှိတယ်ကျွန်တော်တို့ပုံလာပြီးတော့တက်ရောက်တာတွေလည်းရှိတယ်အဲကျွန်တော်ပထမ interview တွေမှာဖြစ်ခဲ့သလိုပဲကျွန်တော်ဆဲလှမ်း တနေ့ကိုဖုန်း၃ခေါက်ဆက်ပြီးတော့ဆဲတာမျိုးပါကျွန်တော်ခံခဲ့ရတဲ့အတော့ဒါမျိုးတွေကျွန်တော်ဘယ်သူမှမဖြစ်စေခြင်း။ဒါနယ်ဘက်တွေကလည်းကျွန်တော်တို့အလိန်ခံရတာမျိုးတွေရှိပြီးတော့ဒီဇကားထဲမှာလည်းကျွန်တော်တို့မသိတဲ့ပုံစံမျိုးနဲ့လိန်နဲ့လိန်လည်မှုတွေကအများပါတယ်။အဲ့တော့ဒါပြိသက်ကိုကျွန်တော်ကပြသင့်တယ်။အဲဖော်ပြသင့်တယ်ကျွန်တော်အနေနဲ့ကျွန်တော်လုပ်ပြသင့်တယ်လို့ကျွန်တော်ထင်တာပါ။ဟိုထင်လို့ကျွန်တော်လုပ်ခဲ့တာပါ။ ဲပြိသက်တွေအမြင်မှာတော့ဟိုဟိုလိုဟိုလိုဒီလိုတွေသူတို့ထင်တယ်လို့တွေရှောက်ပြောရပါတော့တကယ်ဒီဇကားကိုကြည့်ကြည့်ပါပညာပေးတတ်တတ်ပါပဲဟိုနောက်ဆုံးမှာလူသိုးကောင်းဆောင်ကြီးอ่ะအဖမ်းခံရတာတော့မပေါ့လွတ်သွားတယ်နောက်ဆုံးအဲ့လိုလွတ်သွားတဲ့ပုံစံအဲ့အဲ့ဟာအဲ့စင်းကိုကျွန်တော်အချိုက်ဆုံးတော့ပေါ့နော်အအရင်အရင်ဟိုစင်စာဒီဘာညာဘောင်းတွေအတွင်းကနေမတော်ဘဲနဲ့ခွဲထွက်ပြီးတော့ နောက်ဆုံးမြန်မာကားတွေအကုန်လုံးကအဖမ်းခံရတာနဲ့အဆုံးသက်တယ်ဒီထဲမှာအဲ့လိုအဖမ်းမခံရတာမျိုးတကယ်တကယ်အပြင်မှာအတိုင်းပဲအပြင်မှာလည်းအဖမ်းမခံရတာရှိတယ်လေကိုယ်တိုင်တော့အလိမ်မခံရဘူးလာပြီးတော့လိမ်မကြိုးစားတာကြိုးပမ်းတာမျိုးခံရဘူးတယ် အခုအမားတို့ဟို TikTok တွေ Facebook တွေမှာနေရတော့ကုတ်ချောင်းလုံးပို့ပါတော့ဘာဖြစ်တယ်ညာပြီးတော့လာပြီးတော့ဖုန်းဆက်ပြီးတော့အခုကေပေးဘာဖြစ်တယ်ညာပြီးတော့ဖုန်းဆက်တာမျိုးခံရဘူးတယ်တဲခံရတာမျိုးရှိခဲ့ဘူးတယ်ဆိုတော့ဒါတွေကအကုန်လုံးကရှိနေကြတာဖြစ်နေကြတာပါပြီးတော့ဟိုနေ့ကတော့ဆိုတွေ့လိုက်တယ် TikTok မှာကျွန်တော်ထမင်းအိုးကြီးပေါင်ပြီးတော့ဒီပတ်စံ2000ကိုပေးရမှာဆိုတာပြန်စားတာတွေကွာတဲ့မှာပြန်ပြီးတော့သူတို့ကိုပြန်နောက်တာတွေပါတွေ့ရတယ်ဆိုတော့လေဒါတွေကတကယ်အခုချိန်ထိရှိနေတော့ပဲအဲဒါကကကျတော့ဟာတာအနေကြည့်ပြတာပါ ဆိုတော့ဟိုဒါကကျွန်တော်တို့ကအများရင်ဒီဟာတွေသုံးနေမြင်နေကြည့်နေလို့တချို့မသိတဲ့လူကြီးမိပါတွေရှိတယ်အဲ့လိုအဲ့လို TikTok မကြည့်တဲ့လူတွေ Facebook မကြည့်တဲ့လူကြီးတွေဆိုဘယ်လိုလုပ်မလဲဖုန်းဆက်ပြီးတော့လူမျိုးပြောမယ်လူဆိုတာလောဘနဲ့ပဲအကုန်လုံးသွားကြတာကွာအကန်ဆန်းပဲပေါက်တယ်လို့ဟိုတော်တယ်မလားတိတ်တရာရမယ်လို့ပါဆိုအကုန်လုံးကဒီမသိရင်ခံရမှာပါဆိုတော့ TikTok ရဲ့ကောင်ကခဏတည်းပေါက်လိုက်မယ်ထင်တာမဟုတ်ဘူးပေါက်လာမပေါက်လာတော့မသိဘူး ပေါက်လာမပေါက်လာတော့မသိဘူးပေါ့နော်ယုံတင်တာတော့တိလိုက်တယ်ကျွန်တော်ပွဲတက်လိုက်တယ်ဒီကတခြားနေရာတွေမှာပြတာလေးလည်းမြင်ရပါတယ်ကိုတို့ရဲ့မက်ဆေ့ပေါက်ကခန်း6လောက်ကိုကြာလာမှာဖြစ်ပါတယ်အဲ့ခန်း6လောက်ကိုညီမတို့ကပြန်ပြီးကြကြပြရမှာဖြစ်ပါတယ်ရှင်ဒီဝင်နေနေကတော့5000ဆိုပေမဲ့ရက်ကြော်ကနေတန်ကြီးတွေပေါင်းလိုက်ရင်ပင်းကနီးပါးဖြစ်သွားပြီပေါ့အားလုံးကတတိထားဖို့တော့လိုပါတယ်အားလုံးကတစ်မျိုးမဟုတ်တစ်မျိုးနဲ့ လိမ့်လဲနေတာရှိတယ်မသိတဲ့အရာတွေကျွန်တော်တို့မသိတဲ့အရာတွေလည်းကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်မသိတာတွေအများကြီးရှိတယ်ဆိုတော့အလုံးကိုအလိမ့်မခံရဖို့တတိထားစေချင်ပါတယ်အလိမ့်မခံရဖို့လည်းမျှော်လင့်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်လိမ့်ခံရတယ်ဆိုတော့အလုံးချေကဲဝန်းနေရမယ်မကောင်းတာတွေဖြစ်လာမယ်ဆိုတော့ဒါမျိုးတွေမဖြစ်စေချင်ပါဘူးမဖြစ်စေချင်လို့လည်းဒီလိုမျိုးရိုက်ကူးပြတ်တာပါဒီစိတ်ဒီခံယူချက်တန်တန်လေးပါပဲခင်ဗျာဒရိုက်တာမလုပ်ပါဘူးတသက်ရှောက်နောက်တာပါဒါပေမဲ့လှုပ်ချင်တယ်နောက်ကြရင်ကျွန်တော်လှုပ်မှာ ရိုက်တာကိုဝါသနာပါတယ်ဟမ်ဘာကြောင့်လဲနုပညာဖန်တီးကျင်တာပေါ့နော်နုပညာဖန်တီးကျင်တယ်ဒါရိုက်တာလောက်ရတယ်ဆိုတာကိုဟိုကိုယ့်ရဲ့ကိုစွမ်းဉာဏ်စွမ်းရှိသမျှ creation အကုန်လုံးကိုဟိုပရိသတ်စီကိုအရောက်ပို့ပေးလို့ရတယ်ကျောင်းအခုတရုတ်ဆောင်လုံးနေတာတော့မှဟိုဟိုဘယ်လိုပြောရမလဲဒါရိုက်တာနဲ့အလိုနှစ်ဦးနှစ်ဖက်အလိုညှိပြီးတော့အလိုဟိုကိုထဲကျင်တာလေးတွေထည့်ရတာပေါ့နော်ဟိုမှာကျတော့ကိုကိုထဲကျင်တဲ့အဲအရာတွေကိုလေးလာထားတဲ့အရာတွေအဲကိုဖန်တီးကျင်တဲ့အရာတွေအကုန်လုံး ဒီထဲကိုပြည့်ထည့်လို့ရတယ်ပြိတ္တတွေကိုခြားပြလို့ရတယ်ဆိုတော့အဲကျွန်တော်ကအနုပညာဝါဒနာပါရဲချစ်လဲချစ်တယ်ဆိုတော့အတော့ဒီຢာတွေအများကြီးဆက်လုပ်ဖို့ညှော်လဲပါတယ်ရိုက်တာလုတ်တယ်ဆိုတော့ကျွန်တော်ဆင်းပေါ်မှာအဲကျွန်တော်ဝင် ရိုက်လိုက်တာကျွန်တော်ကျွန်တော်အဲ့လိုဝင်ပြီးတော့တခါလေကြာရင်ကျွန်တော်ဝင်ကူညီရတာပေါ့ရိုက်ရတာဘာဖြစ်လဲညာပြည့်ပြောတာကျွန်တော်ဝါဒနာပါပြီးတော့ shooting မှာလည်းကျွန်တော်အကုန်လုံးနဲ့ညီကိုတွေလိုနေတဲ့အတွက်ကျွန်တော်အဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ရိုက်နေတဲ့အချိန်မှာကျွန်တော်အမှတ်တရလေးပြအောင်ဆိုပြီးကျွန်တော်ဗီဒီယိုလေးရိုက်လိုက်တာပါ အဲ့လောက်ပါပဲဘောဘောပါပါပဲပြီးတော့အမကုနာပြောတဲ့ပကြီးဆွဲရဆိုတာလည်းမဟုတ်ပါဘူးပကြီးမဆွဲတတ်ပါဘူးကျွန်တော်ဟုတ်မဆွဲဆွဲဆွဲလည်းမဆွဲကြည့်ဘူးပကြီးနဲ့ကလုံးဝကံမပါတာအဓိကတော့အဲ့ဒီဒီဒီရုပ်ရှင်ရိုက်ကူးရေးနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ပုံဖော်အကျဉ်းသားတွေရှိပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ရလည်းဆရာဦးမျိုးမဲတပည့်ဖြစ်တယ်ဆရာဦးမျိုးမဲစီမှာတင်တန်းတွေတက်တဲ့အချိန်မှာကျွန်တော်တို့ကဒီတရုပ်ဆောင်တစ်ခုတည်းကိုတင်ခဲ့ရတာမဟုတ်ဘူးအဲဒီကင်မရာအယူအဆတွေ ီ driver driving ပညာကိုပါကျွန်တော်တို့ကသင်ခဲ့ရတာဖြစ်တဲ့အတွက်ကိုယ်တိုင်ဝင်ရိုက်တဲ့အခါမှာနည်းနည်းလေးဝါသနာပိုပါသွားတယ်ပြီးတော့ဟိုကိုယ်တိုင်လည်းဟိုထားပါတော့ဘာကားပဲကြည့်ကြည့်ကျွန်တော် Netflix ကရုပ်ရှင်တစ်ခုခုကိုကြည့်တာပဲဖြစ်ဖြစ်အဲသူတို့ရဲ့ကင်မရာအယူအဆတွေအလှည့်ကွက်တွေကျွန်တော်တို့ကလိုက်ကျွန်တော်အဲ့လိုလိုက်ပြီးလေ့လာတာတွေစာအုပ်တောက်ဘေးမှာချပြီးတော့အဲ့လို လိုက်မှတ်တာတွေကိုကိုယ်တိုင်ရိုက်တဲ့အခါမျိုးတွေကြာရင်ဒီလိုမျိုးတွေငါထည့်ရိုက်မယ်ဆိုတာမှတ်ပြီးတော့စိတ်ကူးရင်ရတာတွေစိတ်ကူးရင်ထားတာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်ဒီဟာကိုဒီလိုမျိုးတွေနောက်ပိုင်းအခွင့်အရေးရလာတဲ့အခါမှာပုံဖော်ပြဖို့အတွက်မျှော်လင့်ပါတယ်